မနွေဦးရဲ့ little session လေးတို့ရေအင်္ဂလာပါနော်မမနွေဦးရဲ့ ui story channel ကနေပြန်လဲကြိုဆိုပါရစေဒီနေ့မမနွေဦးရဲ့ little session လေးဒီအတွက်ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့အကြံဉာဏ်ဆိုတဲ့ပုံမြင်လေးပဲဖြစ်တယ်ကဲမမနွေဦးရဲ့ little session လေးတို့လည်းပုံမြင်လေးနားထောင်ဖို့စနစ်ဖြစ်လောက်ပြီလို့ထင်တယ်နော်အဲ့ဒီတော့ပုံမြင်လေးဆောက်လိုက်ကြမယ်အကြံဉာဏ် တခါတော့ကကျွတ်တွေဟာလင်းယုံစွန်ကြီးစတဲ့အကောင့်တွေရဲ့ယံအပြင်နေပြီးမှလဲဘေးအနေနဲ့ပေါ်လနာကြောင့်သူတို့ကိုသူတို့ကာကွယ်ဖို့ရာပညာရှိစည်းကွက်ကြီးထံသွားပြီးတော့အကြံဉာဏ်တွေတောတောင်းကြတယ်ဒီလိုနဲ့စည်းကွက်ကခုလိုဆိုတယ်မင်းတို့ကဖြိုးရည်နဲ့ဆင်းတယ်ဆူးရည်ပါတာနဲ့မပါတာကလွင် ကျန်တာတူတယ်ဖြိုးရည်ဆိုသူတို့မှဆူးရည်ရှိတော့မင်းတို့ထက်လုံးကြုံနေ ဒီတော့မင်းတို့လည်းလုံခြုံချင်ရင်မင်းတို့ကိုကိုဖြူရီလိုဆူရီတက်လိုက်ကြပေါ့ဆိုပြီးအကြံဉာဏ်ပေးလိုက်လေတဲ့ကြွက်တွေအားလုံးကကျဉ်းနဲ့သွားကြတယ်အဲ့ဒီအချိန်မှာကြွက်အုပ်ထဲကကြွက်ကလေးတစ်ကောင်ကမိကွန်းတစ်ခုထွက်လာတယ်ဆူရီကိုဘလို့တက်ရမလဲပညာရှိကြီးခမညာဆိုတော့ပညာရှိစိတ်ကွက်ကြီးကခုလိုဆိုတယ်ငါအနေနဲ့အလွန်နဲ့နေတဲ့သဘောတရားရေးရအရာအကြံပေးပြီးပြီး ဒီလက်တွေ့ဖော်ဆောင်တဲ့အသေးအဖွဲလေးတွေကိုတော့ကိုဘသားကိုလောက်ကြပေါ့ဒီအသေးအဖွဲလေးတွေအတွက်ငါအချိန်အကုန်ခံနိုင်ဘူးဆိုပြီးစိတ်မရွှေစွာနဲ့ပြန်ပြောလိုက်တယ်ပုံမြင်လေးကတော့ဒီမှာပဲပြီးဆုံးသွားလိမ့်တယ်ဝမနဲ့ဦးရဲ့လက်သက်ချမ်းလေးတို့ရဲ့ဒီပုံမြင်လေးစီကနေသင်ယူရမယ့်သင်ခန်းစာကတော့လောကကြီးမှာလဲသဘောတရားအရာတင့်တော်မှတ်ကန်နိုင်ပြီမဲ့လက်တွေ့လွတ်နိုင်ဖို့ရာဆောင်ရွက်ဖို့အတွက်မလွယ်ကူတာတွေကအများကြီးရှိတယ် ဒါကိုအကြဉျံပေးသူအနေနဲ့ရောအကြဉျံတောက်ခတ်သူအနေနဲ့ပါသဘောပေါက်ဖို့လိုပြီးသုံးမတာအကောင်းဆုံးအဖြေရှာနိုင်မှာဖြစ်ကြောင်းကိုငင်းစာယူရမှာဖြစ်ပေတယ်အဲ့တော့မမနွေဦးရဲ့လေတဆချမ်းလေးတို့လေဒီပုံမြင်လေးစီကနေတင်ငင်းစာကောင်ကိုရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်နော် မမနွေဦးရဲ့လက်သက်ဆက်ချမ်းလေးတို့လည်းအနာဂတ်မှာအကြောင်းအကျိုးအကောင်းအဆိုးကိုဝေဖန်ပတ်ချနိုင်တဲ့ပညာရှိလူတော်လူကောင်းလေးတွေအဖြစ်နဲ့နေတိတိုင်ရဲ့လှပတဲ့ဆက်ဆိုင်လေးတွေဖြစ်ကြပါစေလို့မမနွေဦးကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်နော်ဒီတော့စိတ်ဝင်စားစရာကောင်းပြီးအသိပညာပဟုစုတာတွေတိုးပွားစေမယ်ပုံမြင်အသစ်တွေကိုမမနွေဦးရဲ့နွေဦး story channel ကနေနေ့စဉ်မြန်မာစံတော်ချိန်ညနေ9:00အတိုင်းမှာတက်ဆက်ပေးလျက်ရှိပါတယ် နောက်ထပ်ပုံမြင်အသစ်တွေတင်ဖို့ရမမနွေဦးအတွက်အဖြစ်စီတဲ့ like and subscribe လေးလောက်ထားပေးပါလို့တောင်းဆိုပါတယ်နော်ပြန်ဆောင်ကြမယ်နော်